ခုစတင်ပြီးဟောကြားပေးမှာကတနင်္ဂနွေသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာတနင်္ဂနွေသားသမီးတွေအနေနဲ့ဒီတပတ်တာကာလထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြကအမ်ပါရာလို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေပါတယ်အမ်ပါရာလို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေတာဖြစ်တဲ့တနင်္ဂနွေသားသမီးတွေအနေနဲ့ဒီတပတ်တာကာလထဲမှာငွေကြေးနဲ့ပတ်သက်တဲ့အရှုပ်ရှင်းကိစ္စလေးတွေပေါ်ပေါက်တတ်တယ်အဲ့ဒီဟာကအဓိကကစကားနဲ့ဆိုင်တဲ့အရှုပ်ရှင်းမျိုးတွေဖြစ်တတ်တယ် ငွေကြေးကိုအကြောင်းပြုပြီးစကားအရှုပ်ရှင်းလေးတွေအဲ့ဒီပြဿနာတွေဖြေရှင်းရတာမျိုးတွေနဲ့ကြုံရတတ်တယ်။ဒီကာလထဲမှာဖြစ်နိုင်မယ်ဆိုရင်ငွေကြေးအတွက်အာမခံတာတွေတက်သေးခံတာတွေလက်မှတ်ဝင်ထိုးပေးတာတွေကူညီတာတွေမလုပ်တင်တဲ့ကာလဒီကာလထဲမှာငွေကြေးနဲ့ဆိုင်တဲ့ပြဿနာတွေအရှုပ်ရှင်းလေးတွေပေါ်ပေါက်တတ်တဲ့ကာလဖြစ်တဲ့အတွက်အတက်နိုင်ဆုံးသတိပြုစင်ကျင်ဖို့လိုတယ်။ပြီးတော့တနင်္ဂနွေသားမီဝန်ထမ်းတွေအခြေခံလူတန်းစားတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာလုပ်ငန်းမှာတီးတော်တော်ကိုတိုးတက်လာတဲ့အခြေအနေမျိုးတွေနဲ့ကြုံရဖို့ရှိတယ်။ပြီးတော့အထက်လူကြီးတွေနဲ့ဆက်ဆံရေးပိုင်းတွေမှာလည်းမိမိကို ဟိုသူတို့ရဲ့ဆက်ဆံတဲ့အပိုင်းမှာအရန်ကိုတီးတတာကိုအလေးပေးလာတာမျိုးတွေနေရာပေးလာတာတွေအဲ့လိုမျိုးတွေနဲ့ကြုံရဖို့ရှိတဲ့ကာလတခုရှိတာကအဲ့ဒီလိုမျိုးအထက်လူကြီးတွေနဲ့အဆင်ပြေနေပြင်မဲ့အလုံဝင်ထားတာမကြသေးတဲ့သူတွေနဲ့ပြဿနာပေါ်ပေါက်တတ်တယ်။အဲ့ဒါကတော့သတိပြုဖို့လိုတဲ့ကာလဖြစ်ပါတယ်၊ကိစ္စဖြစ်ပါတယ်။ပြီးတော့တနင်္ဂနွေသားမီကိုပိုင်လုပ်ငန်းလုပ်ကန်နေတဲ့သူတွေရဲ့အနေနဲ့အရင်နှီးမြုံနှံမှုအစ်စ်တွေ ရင်းနှီးမြှုပ်နှံဖြစ်လိမ့်မယ်။အဲ့ဒီရင်းနှီးမြှုပ်နှံမှုအတိတ်ကကိုယ့်အတွက်ရေရှည်မှာပို့ပြီးအကျိုးရှိမဲ့ကိစ္စမျိုးတွေဖြစ်တတ်ပါတယ်။ပြီးတော့တနင်္ဂနွေသားမီပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာပညာရေးကိစ္စမှာအရာအားလုံးကအစင်ချောနေလိမ့်မယ်။ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေအားလုံးကလည်းမှန်ကန်တဲ့ဆုံးဖြတ်ချက်မျိုးတွေဖြစ်ဖို့ရှိပါတယ်။အလုပ်ကံနဲ့ပတ်သက်တဲ့အင်တာဗျူးကိစ္စတွေမှာကတော့ပြန်ပြီးတော့ထပ်ခါထပ်ခါစူးစမ်းပေးဖို့လိုတဲ့ကာလဖြစ်ပါတယ်။တစ်ချိန်တစ်ခါနဲ့အဆင်မပြေနိုင်သေးပါဘူး။ ။နိုင်ငံရေးချားသွားမယ်လို့ကြံရည်ထားတဲ့သူတွေအနေနဲ့ဒီရက်ဘက်တာကာလာတဲ့မှာနိုင်ငံရေးချားခီးနဲ့ပတ်သက်ရင်လူကြီးတယောက်ရောက်ရဲ့ကူညီမှုနဲ့မိမိရဲ့နိုင်ငံရေးချားခီးစားတွေမှာအဆင်ပြေစိတ်ချမ်းသာဖို့ရှိပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလုတ်ကန်နေတဲ့သူတွေအနေနဲ့ဒီရက်ဘက်တာကာလာတဲ့မှာငွေကြေးပိုင်းဆိုင်ရာစွန်စားလုတ်ကန်ခြင်းတွေမှာတနင်္ဂနွေသားသမီးတွေအနေနဲ့ရာဂိုင်းနှုန်း85လောက်ထိကောင်းတဲ့ကာလာဖြစ်တဲ့အတွက် အားထည့်ပြီးလုတ်ကင်ကိုတင်တဲ့ကာလာလည်းဖြစ်ပါတယ်ဒီတစ်ပတ်တာကာလာတွေမှာငွေကြေးပိုင်းဆိုင်ရာစုံစားလုတ်ကင်ခြင်းတွေမှာ ကောင်းမွန်တဲ့ရတဲ့တွေရဖို့ရှိပါတယ်။ကျမ်းမာရင်နဲ့ပတ်သက်ရင်တော့တနင်္ဂနွေသားသမီးတွေအနေနဲ့ဒူးနာတာရဲ့ခါနာတာရဲ့အဲ့ဒီဝေဒနာတွေကိုစိုက်ပေးပါ။အရင်ကတည်းကကြောက်ကနဲ့ပတ်သက်တဲ့ဝေဒနာမျိုးတွေရှိတဲ့သူတွေအနေနဲ့တော့ပို့ပြီးသတိပြုဖို့လိုတဲ့ကာလဖြစ်ပါတယ်။ပြတော့တနင်္ဂနွေသားသမီးငယ်ရွယ်သူတွေအနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်တယောက်နဲ့တယောက်အကြောင်းအရာမမေရရမရှိဘဲနဲ့အဆက်အသွယ်ပြတ်တောက်တာမျိုးတယောက်နဲ့တယောက်လမ်းခွဲတာမျိုးတွေကဒီအချိန်ခါမှာဖြစ်တတ်ပါတယ် သတိပြုဖို့လိုတဲ့ကာလလည်းဖြစ်ပါတယ်ပြီးတော့အိမ်ောင်တဲ့တနင်္ဂနွေသားသမီးတွေအနေနဲ့ကတော့ငွေကြေးကိုအကြောင်းပြုပြီးတရားနဲ့တောက်စကားများဖို့ရှိတယ်အိမ်ပေါင်းနဲ့ဖားကောက်ဆိုသလိုအိမ်ောင်ဘက်ကရှာတယ်ကိုကလည်းတုံးဆွဲတဲ့နေရာမှာလက်ရှိကုံစင်းလုံးအနေထားရင်လည်းတုံးဆွဲဖို့ကဘလို့တုံးလို့တုံးအောင်မသိအောင်ဖြစ်ပြီးတော့အတုံးဆွဲတွေမှာဟိုအကြောင်းပြုပြီးတော့တရားနဲ့တောက်စကားများဖို့ရှိပါတယ်ထီထုံးမယ်ဆိုရင်တော့တနင်္ဂနွေသားသမီးတွေနဲ့၄နဲ့၃ညကိုပေါအောင်ထိုးပေးပါ ရေရာအနေနဲ့ကတော့ငှက်အစာကျွေးပြီးတော့ကိုယ့်ရဲ့လိုအင်စံတာတွေကိုလေးလေးနက်နက်တောင်းစုပြုပေးပါဒါဆိုရင်ဒီတစ်ပတ်တာကာလထဲမှာတနင်္ဂနွေသားသမီးတွေအနေနဲ့ကိုယ့်စီကိုကောင်းသောကံတရားရည်သာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကတနင်္ဂနွေသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာခံမှန်ပြီးဟောကြားပေးမှာကတနင်္လာသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာတနင်္လာသားသမီးတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပ္ပကသစန်းလို့ခေါ်တဲ့နမိတ်ကပ္ပကြီးစိုးနေပါတယ် တဆန်းလို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေတာဖြစ်တဲ့အတွက်တင်းလာသားသမီးတွေနဲ့ဒီတစ်ပတ်တာကာလဟာကို့အနေနဲ့ပျော်စရာတွေနဲ့ပဲတွေ့ကြုံရသလိုကို့ရဲ့ရည်ရွယ်တာတွေရည်မှန်းထားတဲ့အရာတွေနဲ့လည်းပြေဝဖို့ရရှိဖို့ရှိတဲ့ကာလဒီကာလထဲမှာတင်းလာသားသမီးတွေအနေနဲ့အစာပြုခြင်းတွေလှုပ်ဆောင်သမျှအရာတွေဟာပျော်ရွှင်စရာလေးတွေဖြစ်နေတယ်ပြီးတော့ပျော်ရွှင်စရာတွေဖြစ်နေတော့တစ်ခါကလေးကြရင်ရှိတတ်တာကပျော်စရာတွေနဲ့ပဲတွေ့ကြုံရပြီးသွားရင်ကို့ရဲ့လုံပိုင်းအလုံပိုင်းဆိုင်ရာတွေမှာလစ်ဟသွားတာတွေဖြစ်တတ်တယ် ဘာပဲဘာလို့ဆိုရင်အပျော်ဘက်ကိုအရန်ကိုရောက်သွားတဲ့အခါကျရင်လက်ဟာမှုတွေဖြစ်သွားတယ်။ဒါပေမဲ့ဒီတပတ်တာကာလာထဲမှာတင်းနာသားသမီးတွေကအဲ့အပျော်တဲ့ကနေပဲကိုယ့်ရဲ့ရည်ရွယ်တဲ့အရာတွေရည်မှန်းထားတဲ့အရာတွေပန်းနိုင်နေကိုလုံးဝကိုကြီးကပ်သွားတာမျိုးရောက်ရှိသွားတာမျိုးတွေဖြစ်ဖို့ရှိတယ်။အဲ့တော့အဓိကကတင်းနာသားသမီးတွေအနေနဲ့အလောက်ကိုင်းအစ်တွေစတင်မယ်ဆိုရင်ဒီကာလာထဲမှာလုံးဝကိုစတင်တင်တဲ့လှုပ်ဆောင်တင်တဲ့ကာလာလည်းဖြစ်ပါတယ်။ပြီးတော့တင်းလာသားသမီးဝန်ထမ်းတွေအခြေခံလူတန်းစားတွေအနေနဲ့ဒီတစ်ပတ်တာကာလာထဲမှာကိုယ့်ရဲ့လုပ်ငန်းခွင်တွေ ကိုယ့်ရဲ့အလုပ်ပိုင်းဆိုင်ရာမှာရင်းနှီးမြှုပ်နှံမှုအသည့်အလုပ်အသည့်အကြံစီအသည့်တွေကိုစတင်ဖြစ်မယ်စတင်တင်တယ်ဒီကာလထဲမှာစတင်ဖြစ်မယ်ဆိုရင်လည်းအရန်အောင်ကောင်းတယ်စတင်တင်လားဆိုပြီးတော့ဆုံးဖြတ်မယ်စဉ်းစားနေတယ်ဆိုရင်လည်းအမြန်ဆုံးစတင်ဒီကာလမှာကိုကအမြန်ဆုံးစတင်တင်တယ်ပြီးတော့တနင်္လာသားမီဝန်ထမ်းတွေဒါကဆက်လာပြောတယ်ကိုယ်ပိုင်လုပ်ငန်းလုပ်ကြရတယ်နော်ဝန်ထမ်းတွေပြီးတော့အခြေခံလူန်းစားတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာကိုယ့်ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာနဲ့ပတ်သက်ရင်ဝင်ငွေအစ်စ်တွေလုပ်ငန်းအစ်စ်တွေအဲ့လိုမျိုးတွေရရှိမဲ့ကာလလည်းဖြစ်ပါတယ်ဆွမ်းအောင်ကပြောတာကဟိုစီးပွားရေးကိုယ်ပိုင်လုပ်ငန်းလုပ်ကန်နေတဲ့တင်းနာသားသမီးတွေကိုပြောတာပါနော်ပြတဲ့တင်ရသားမီပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ပညာရေးကိစ္စကောအင်တာဗျူးကိစ္စရောမှာကံကောင်းနေတဲ့ကာလလို့ပြောလို့ရတယ်အဓိကကအင်တာဗျူးကိစ္စတွေမှာကိုယ့်ကိုကူညီမဲ့သူတွေပေါ်တတ်တယ်မိတ်ဆွေအပေါင်းအသင်းတွေရနေပြီးတော့ကူညီတယ်ကမ်းလှမ်းတယ်အဲ့ဒီလိုအလုပ်ကံအခွင့်လန်းနေဆိုရင်အမြန်ဆုံးစုပ်ကင်ဖို့လိုတဲ့ကာလလည်းဖြစ်ပါတယ်ပြီးတော့ နိုင်ငံခြားသွားမယ်လို့ကြံရထားတဲ့တင်းနာသားသမီးရဲ့အနေနဲ့ဒီတစ်ပတ်တာကာလအထဲမှာမိတ်ဆွေအပေါင်းအသင်းတွေကိုငဲညာတာမျိုးမိတ်ဆွေအပေါင်းအသင်းတွေနဲ့အရန်ကိုဟိုသူတို့ကိုစောင့်ဆိုင်းတာတွေသူတို့ကိုပြန်လဲငဲတာတွေအဲ့ဒါလေးတွေတော့ရှောင်ရှားဖို့လိုအပ်ပါတယ်မဟုတ်ရင်မိတ်ဆွေအပေါင်းအသင်းကြောင့်နှောင့်နှေးကြံ့ကြံ့တာမျိုးတွေဖြစ်ဖို့ရှိတဲ့ကာလဖြစ်ပါတယ်ပြီးတော့တင်းနာသားသမီး ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလုပ်ကင်နေတဲ့သူတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာယာကင်တော့80လောက်ထိကောင်းတဲ့ကာလဖြစ်တဲ့အတွက်ငွေကြေးပိုင်းဆိုင်ရာစွန်စားလုပ်ကင်ခြင်းတွေမှာလည်းအားထည့်လုပ်ကင်လို့တင်တဲ့ကာလဖြစ်ပါတယ်။ပြီးတော့တနင်္လာသမီးကျမကြီးနဲ့ပတ်သက်ရင်အယိုးနဲ့ပတ်သက်တဲ့ဝေဒနာတွေအာယုံကြောနဲ့ပတ်သက်တဲ့ဝေဒနာလေးတွေဂယူဆိုင်ဖို့လိုအပ်ပါတယ်။ငယ်ရွယ်သူတနင်္လာသမီးတွေအနေနဲ့ကတော့အချိန်ရင်းနဲ့ပတ်သက်ရင်ဒီတစ်ပတ်တာကာလထဲမှာကိုယ့်ချစ်သူရဲ့နောက်ကမိသားစုဆွေမျိုးသားချင်းကြောင့် အနှံ့ငယ်စိတ်ရှုပ်စိတ်ညစ်ရဖို့ရှိတဲ့ကာလဖြစ်ပါတယ်အိမ်တော်တဲ့တဏှာသားသမီးတွေအနေနဲ့ကတော့မိဘမဝါးရည်နဲ့တွေ့ဆုံဖြစ်မယ်၊စကားတွေပြောဖြစ်မယ်၊စိတ်ချမ်းသာရမယ်၊ကာလာလည်းဖြစ်ပါတယ်။ထီထိုးမယ်ဆိုရင်တော့တဏှာသားသမီးတွေနဲ့ငားနဲ့ကိုကိုပေါအောင်ထိုးပေးပါ။ရေရရအနေနဲ့ကိုယ့်ရဲ့အိမ်ဖျားမှာမုတ်တမျိုးမျိုးအဓိကကမုတ်ကပဲပါတဲ့မုတ်တမျိုးဆိုရင်ပို့ပြီးတော့ကောင်းမှာပါတယ်။ပဲပါတဲ့မုတ်ရှာလို့မရရင်လည်းဘာမဝဲဖြစ်ဖြစ်မုတ်၆တမျိုးမျိုးနဲ့ဖျားကိုဆုံးတော့ကတ်လှုပ်ပေးပါ။ အဲ့ဒါဆိုရင်ကိုယ်စီကိုကောင်းသောကန်တရားရည်သာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကတနင်္လာသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာအခုထပ်မံပြီးဟောကြားပေးမှာကအင်္ဂါသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာအင်္ဂါသားသမီးတွေနဲ့ဒီတစ်ပတ်တာကာလထဲမှာကြီးစိုးနေတဲ့အာယုန်နမိတ်ကပြကဝီယော့ဖော်ဂျွန်းလို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေပါတယ်ဝီယော့ဖော်ဂျွန်းလို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေတာဖြစ်တဲ့အတွက်အင်္ဂါသားသမီးတွေနဲ့ဒီတစ်ပတ်တာကာလထဲမှာကိုယ်လုံးသမ ्या အရာတွေအားလုံးကလုံးလဲချလဲလိုက်နေတာမျိုး ဒုံးနဲ့ကြားလိုက်တယ်ဆိုတာကကိုကပြီးပြတ်တော့မယ်ထင်ပြီးတော့ကြိုးစားလေအစကိုပြန်ရောက်သွားလေဟောအစရောက်နေပြီဆိုတော့ငါကြိုးစားဖို့လိုတယ်ဆိုပြီးတော့လှုပ်လေပြီးရင်ဟိုအဆုံးရောက်မလို့နဲ့အစပြန်ရောက်သွားလေအဲ့လိုမျိုးတွေနဲ့ဖြစ်ပြီးတော့အချိန်ကုန်တက်တဲ့ကာလအဲ့တော့ဒီကာလအထဲမှာအကောင်းဆုံးကအင်္ဂါသမီးတွေအနေနဲ့လှုပ်ရှားရှိတဲ့အရာတွေကိုတော့လှုပ်ဖို့တော့လိုအပ်တယ်ဒါပေမဲ့အရင်အာမထဲနဲ့မှန်မှန်လေးပဲလုပ်နေကိုကအရင်အားထဲလိုက်တာနဲ့ ဟိုဝေဘင်းတစ်ခုလိုမျိုးကိုကဒီနေရာမှာရက်တန်ရမယ့်အရာကိုအားလေးနဲ့နဲ့ထိုက်တော့ကျွန်သွားတယ်ဒီကောင်ဝေဘင်းကပြန်လဲဆင်းသွားတာမျိုးအဲ့ဒီသဘောတရားမျိုးဖြစ်နေတတ်တဲ့ကာလအဲ့တော့ဒီကာလထဲမှာအင်္ဂါသာသမီတွေအနေနဲ့အာယံမထဲနဲ့လှုပ်ရှားရှိတာကိုပုံမှန်လုပ်နေဖို့လိုအပ်တဲ့ကာလဖြစ်ပါတယ်ပြီးတော့အင်္ဂါသာသမီဝန်ထမ်းတွေအခြေခံလူတန်းစားတွေလက်လွတ်စားအင်္ဂါသာသမီတွေနဲ့ဒီတစ်ပတ်တာကာလထဲမှာ လုပ်ငန်းခွင်ကနေငွေကြေးပျောက်ရှားတက်တယ်အဲ့ဒီငွေကြေးကိုအကြောင်းပြုပြီးတော့အနှဲငယ်ပြဿနာလေးဖြေရှင်းရတာမျိုးတွေကြုံရတက်တယ်ကိုယ့်ရဲ့လုပ်နေတဲ့လုပ်ငန်းပိုင်းဆိုင်ရာတွေမှာငွေကြေးပိုင်းဆိုင်ရာတွေပါတယ်ဆိုရင်သတိပြုဖို့လိုတဲ့ကာလဖြစ်ပါတယ်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်ကန်နေတဲ့အင်္ဂါသားသမီးတွေအနေနဲ့ချင်းငွေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအနှဲငယ်ဖြေရှင်းစရာလေးတွေပေါ်ပေါက်ဖို့ရှိပါတယ်ပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ကဒီတစ်ပတ်တာကာလထဲမှာပညာရေးကိစ္စကောအင်တာဗျူးကိစ္စကောမှာကောင်းတဲ့ရလဒ်တွေရဖို့ရှိတယ်ကိုကတခုရှိတာက အရန်ကိုပညာရေးနဲ့ပတ်သက်ရင်ဝေဝါးတဲ့ဆုံးဖြတ်ချက်တွေတော့မဖြစ်ဖို့အရေးကြီးတယ်ဝေဝါးတဲ့ဆုံးဖြတ်ချက်တွေကဒီဟာလဲတက်ချင်တယ်ဟိုဟာလဲတက်ချင်တယ်ဟိုဟာလဲအပ်ချင်တယ်အဲ့လိုမျိုးတွေတော့ရှောင်ရှားဖို့လိုတဲ့ကာလဖြစ်ပါတယ်အင်တာဗျူးအလုပ်ကိုင်နဲ့ပတ်သက်တဲ့ကိစ္စတွေကတော့ကိုယ့်အနေနဲ့မှန်မှန်ကြိုးစားပါအဆင်ပြေအောင်မြင်ပါလိမ့်မယ်နိုင်ငံရေးချားတွောမယ်လို့ကြံရထားတဲ့သူတွေအနေနဲ့ဒီကာလထဲမှာမဖြစ်သေးပါဘူးအဆင်မပြေနိုင်သေးဘူးဒီကာလထဲမှာကိုကအရန်ကြီးကိုအားထုတ်ကြိုးပမ်းလို့တွားရခဲ့ရင်တော့မှရောက်ရှိသွားတဲ့အနေထားမှာအဆင်မပြေတာမျိုးလေးတွေနဲ့ကြုံရတတ်တဲ့ကာလဖြစ်ပါတယ် ပြီးတော့ကျမ်းမာရေးနဲ့ပတ်သက်ရင်ဒီတပတ်တာကာလာထဲမှာအင်္ဂါသားသမီးတွေအနေနဲ့အေးအေးမီနှာစီးတဲ့ဝေဒနာလေးတွေခူးဆိုင်ပေးဖို့လိုအပ်ပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလောက်ကန်နေတဲ့သူတွေအနေနဲ့ကဒီကာလာဟာငွေကြေးပိုင်းဆိုင်ရာစွန်စားလောက်ကန်ခြင်းတွေမှာရာခိုင်နှုန်း60%လောက်ပဲကောင်းတဲ့ကာလာဖြစ်တဲ့အတွက်အရင်ကြီးလဲအာမထက်တင့်တယ်လို့မလို့ပဲနဲ့လဲမနေပဲနဲ့ရက်တန်ထားလို့မရတဲ့ကာလာဖြစ်ပါတယ်။ ငယ်ရသူအင်္ကာသားမိတွေအနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်ဒီတပတ်တာကာလဟာကိုယ့်ချစ်သူနဲ့ကိုယ်နဲ့ကြားမှာကြားဝင်တဲ့အနောက်ရက်လေးပေါ်ပေါ်ပေါ်ရှိတယ်။အဲ့ဒီကြားဝင်တဲ့အနောက်ရက်ကမိမိကိုယ်တိုင်တော်လကောင်းကိုယ့်ချစ်သူကတော်လကောင်းဟိုတကယ်ကြီးကိုချစ်ခင်လို့တွဲတာမျိုးတွေမဟုတ်ဘဲနဲ့မတိမတာစိတ်ပါလိုက်တာမျိုးစိတ်တိမ်ညွတ်တာမျိုးအဲ့ဒီဟာကိုအကြောင်းပြုပြီးတရားနဲ့တရားပြဿနာပေါ်ဖို့ရှိပါတယ်။အဲ့တော့ဖြစ်နိုင်မယ်ဆိုရင်ဒီကာလငယ်ရွယ်သူတွေအနေနဲ့ အဲ့လိုမျိုးတွေမဖြစ်သေးဘူးဆိုရင်ဒီကလာထဲမှာကိုကိုချီးကက်လာတဲ့အရာမျိုးတွေစကားလာပြောတာတွေရှိတယ်ဆိုရင်တော့မှတစ္ဆာတရားဟိုလက်ကင်ထားပြီးတော့တရားနဲ့တရားခက်ရှင်းရှင်းလေးနေဖို့လိုအပ်တဲ့ကာလဖြစ်ပါတယ်ပြီးတော့အိမ်အောင်တဲ့အင်္ဂါသားသမီးတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာအိမ်အောင်ရေးနဲ့ပတ်သက်ရင်ကိုအိမ်အောင်ဘက်ရဲ့မရှင်းမရှင်းကိစ္စလေးတွေကြောင့်စကားများဖို့ရှိပါတယ်ဒီကလာထဲမှာပြဿနာပေါ်ပေါက်တက်ပါတယ် ထီထိုးမယ်ဆိုတော့အင်္ဂါသားသမီးတွေနဲ့၃ညနဲ့၅ကိုပါအောင်ထိုးပေးပါရေရရာအနေနဲ့ကတော့အိမ်အနီးနားရဲ့ဖျားတဆူဆူကိုတွားပြီးကိုယ့်ရဲ့အင်္ဂါတောက်မှာရက်၆လက်ဖျားကိုလှူဒန်းပေးပါရက်၆လက်ဆိုတဲ့ဟာကကတော်ဝဲရောက်တဲ့အုံဒီငပြောသီးတွေရောက်တဲ့ဆိုင်တွေမှာမေးဝဲလို့ရတယ်ထီတို့တကွန်တို့ကုတ်ကားတို့ရက်တို့အဲ့ဒီမှာရှိတယ်ရက်မျိုးကိုပြောတာနော်အယောင်မလို့အယောင်ကမိမိအစဉ်ပြေအယောင်ရက်၆လက်ကို ကိုယ့်ရဲ့မွေးနံအင်္ကာတော့မှာဖ ያ ကိုလူတန်းပေးပါအဲ့လားဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားတွေဒါရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကအင်္ကာသာသမိတွေအတွက်ဖြစ်ပါတယ်ဗျာအခုထပ်မံပြီးဟောကြားပေးမှာကဗုဒ္ဓဟူးသာသမိတွေအတွက်ဖြစ်ပါတယ်ဗျာဗုဒ္ဓဟူးသာသမိတွေနေတဲ့ဒီတစ်ပတ်တာကာလထဲမှာကြီးစိုးနေတဲ့အာယုန်နမိတ်ကပြားကဓာတ်လို့ခေါ်တဲ့နမိတ်ကပြားကြီးစိုးနေပါတယ်ဓာတ်လို့ခေါ်တဲ့နမိတ်ကပြားကြီးစိုးနေတာဖြစ်တဲ့အတွက်ဗုဒ္ဓဟူးသာသမိတွေနေတဲ့ဒီကာလထဲမှာအလုတ် အရင်လှုပ်လက်ဆအလုပ်တွေအလုပ်အဟောင်းနေတဲ့ဆိုင်အလုပ်အသစ်စတင်ခြင်းမှာကိုယ့်အတွက်အရန်ကိုအကျိုးရှိနေတဲ့ကာလအဲ့တော့ဒီကာလထဲမှာအမြင်မပြတ်တဲ့အလုပ်တွေကိုမျှော်လင့်ပြီးစောင့်ဆိုင်းနေတဲ့ဆိုင်လုပ်ငန်းအသစ်တစ်ခုအကြံစီအသစ်တစ်ခုကိုအမြန်ဆုံးစတင်တင်တဲ့ကာလဖြစ်ပါတယ်အဲ့ဒီလိုအသစ်စတင်ခြင်းရတယ်ကိုယ့်အတွက်ကိုအရန်အကျိုးရှိပြီးတော့အဆင်ပြေမဲ့ကာလဖြစ်ပါတယ်ပြီးတော့ဒီတစ်ပတ်ကာလထဲမှာဘုရုသမီးတွေအနေနဲ့မထင်မှတ်ထားတဲ့ ရဝင်းနဲ့ဆိုင်တဲ့စီကနေအဆက်အသွယ်ကောင်းနေရတတ်တယ်။အဲဒီရဝင်းနဲ့ဆိုင်တဲ့စီကနေအကျိုးမြတ်ကောင်းနေရဖို့လည်းရှိတဲ့ကာလဖြစ်ပါတယ်။ပြီးတော့ဘုရိုးသမီးဝင်နှန်းနေအခြေခံလူရန်းစားတွေနေဒီတစ်ပတ်တာကာလထဲမှာဝင်နှန်းနေဆိုရင်ဌာနအစ်စ်နေရာအစ်စ်တွေကင်တွယ်ရတာမျိုးပြောင်းရွှေ့ရတာမျိုးတွေဖြစ်ဖို့ရှိတယ်။ပြီးတော့ယာရုတိုးဆောင်ပွဲတွေဖြည့်ဆို့ထားတဲ့သူတွေဆိုရင်ဒီတစ်ပတ်တာကာလထဲမှာယာရုတိုးဆောင်ပွဲကနေတည်ငောင်းနေကြဖို့ရှိပါတယ်။စီးပွားရေး ကိုယ်ပိုင်လုပ်ငန်းလုပ်ကင်နေတဲ့ဗုဒ္ဓဟူးသားမိတွေနဲ့ဒီတစ်ပတ်တာကာလထဲမှာမိမိရဲ့လုပ်ငန်းပိုင်းဆိုင်ရာကနေပြီးတော့ဝန်ထမ်းပြဿနာလေးတွေပေါ်ပေါက်ဖို့ရှိတယ်။အဲ့ဒီဝန်ထမ်းပြဿနာကိုအကြောင်းပြုပြီးတော့ကိုယ်အနေနဲ့နောက်ထပ်လုပ်ငန်းအသစ်တွေတိုးချက်ဖို့လည်းပေါ်ပေါက်လာတတ်တယ်။ဘယ်လိုပုံစံမျိုးလဲဆိုရင်ဝန်ထမ်းကိစ္စကိုအကြောင်းပြုပြီးဖြည့်ရှင်းရင်းနဲ့နောက်ထပ်စီးပွားရေးလုပ်ငန်းရှင်တွေနောက်ထပ်အဆက်အသွယ်ကောင်းတွေကိုချိတ်ဆက်မိသွားတာမျိုး ဖြည့်ရှင်းရင်းတဲ့ကိစ္စနဲ့ဆက်ဆက်ပြီးတော့ချိတ်ဆက်မိတာမျိုးကိုပြောတာเนาะအဲ့ဒါမျိုးကနေပြီးတော့ဟိုအကျိုးမြတ်ကောင်းရရှိစေမယ့်လုပ်ငန်းအသစ်တွေလောက်ကင်ဝင်ရရှိမယ့်ကာလဖြစ်ပါတယ်ပြီးတော့ဘိုလ်ရူသားမီပညာရေးကိစ္စအင်တာဗျူးကိစ္စဖြည့်ဆို့မဲ့သူတွေအနေနဲ့ပညာရေးနဲ့ပတ်သက်ရင်ဆောင်ွက်တွေဖြည့်ဆို့ထားတာမျိုးဆိုရင်ဆောင်ွက်တွေကြတတ်တယ်ဒီကာလထဲမှာမှဖြည့်ဆို့မယ်ဆိုရင်ဝင်ဝင်နေပါရင်ဆိုရင်ဒီကာလထဲမှာရှောင်ရှားတင်တယ်မဖြည့်တင်ဘူးဖြည့်ဆို့မယ်ဆိုရင်မိမိတို့အရန်ကိုခက်ခဲတတ်တယ်ကြာရှုံးတဲ့အနေအထားမျိုးတွေဖြစ်နေတတ်တယ် င်တာဗျူးကိစ္စတွေမှာလည်းအဆင်မပြေမှုတွေဖြစ်တတ်တဲ့ကာလဖြစ်ပါတယ်။နိုင်ငံအခြားသွားမယ်လို့ကြံထားတဲ့သူတွေအနေနဲ့စာရွက်စာတမ်းပိုင်းတွေပျောက်ရှားတတ်တဲ့ကာလပါပဲ။သတိပြုဖို့လိုအပ်ပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးစွန်သားလောက်ကန်နေတဲ့ဗဟုဥသားမိတွေအနေနဲ့ဒီတစ်ပတ်တာကာလတွေမှာငွေကြေးပိုင်းဆိုင်ရာစွန်သားလောက်ကန်ခြင်းတွေကိုရပ်တန့်ထားတဲ့မလုံတင်တဲ့ကာလဖြစ်ပါတယ်။ကျမကြီးနဲ့ပတ်သက်ရင်တော့ဗဟုဥသားမိတွေအနေနဲ့အယိုးနဲ့ပတ်သက်တဲ့ဝေဒနာလေးတွေကယူဆိုင်ပေးပါ။ ငယ်ရွယ်သူဗဟုသမီးတွေအနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်ဒီတစ်ပတ်တာကာလထဲမှာကိုယ့်ချစ်သူနဲ့ကိုယ်နဲ့ကြားမှာပျော်ပျော်ရွှင်ရွှင်နဲ့ပဲဖြတ်သန်းဖို့ရှိတဲ့ကာလပါပြောရလောက်အောင်ထူးထူးခြားခြားပြဿနာကြီးမားမားတွေဖြစ်ဖို့မရှိတဲ့ကာလဖြစ်ပါတယ်အိမ်အောင်တဲ့ဗဟုသမီးတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာအပျော်ခီးလေးတွေတွားတတဲ့အဲ့ဒီအပျော်ခီးကြောင့်အိမ်အောင်ရင်မှာပို့ပြီးတော့နှွေးထွေးမှုတွေရရှိတတ်တဲ့ကာလလည်းဖြစ်ပါတယ်။ထီထုံးမဲ့ဆိုရင်တော့ဗုဒ္ဓဦးသားမိအနေနဲ့၃နဲ့၉ကိုပေါအောင်ထိုးပေးပါ။ရေရအနေနဲ့ကတော့ကိုယ့်ရဲ့ အိမ်ရှိမျက်နှာစာမှာတန်ရှင်ရေးပြုလုပ်ပေးထားရမယ်တန်တန်ရှင်ရှင်ထားရမယ်အိမ်ရှိမျက်နှာစာကိုအိမ်ရှိမျက်နှာစာမှာညစ်ပတ်နေတာမျိုးတွေရှုပ်ပွားနေတာမျိုးတွေဖြစ်လို့မရတဲ့ကာလပါတန်တန်ရှင်ရှင်ထားလေကိုယ့်စီကိုကောင်းသောကံတရားတွေရရှိလေပဲဖြစ်ပါတယ်အခုဟောကြားပေးသွားတာကဗုဒ္ဓသမီးတွေအတွက် ဖြစ်ပါတယ်ဗျာအခုထပ်မံပြီးဟောကြားပေးမှာကကြာသာပေးသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာကြာသာပေးသားသမီးတွေနဲ့ဒီတစ်ပတ်တာကာလထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြကသဖူးလို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေပါတယ် တဖူးလိုကောင်နဲ့မိကပ်ပြားကြီးစိုးနေတာဖြစ်တဲ့အတွက်ကြာသာပေးသားသမီးတွေရဲ့အနေနဲ့လမ်းတွေပြောင်းနေတဲ့အနေအထားမျိုးတွေနဲ့ကြုံရတတ်တယ်။ဒီကာလာထဲမှာဘာလို့လှုပ်လို့လှုပ်ရမှန်းဘယ်အရာတွေနဲ့လောက်ကင်တင်လဲကိုယ့်ရဲ့စိတ်ကူးတွေအကြံစီတွေအားလုံးဝေဝါးနေတတ်တဲ့ကာလာဒီကာလာထဲမှာပြီးတော့ဝေဝါးခြင်းနဲ့အတူဆွဲဆောင်ရပါတတ်တယ်။တရားရောက်ကနေပြီးတော့ဘာဆိုပြီးဆွဲဆောင်လိုက်တယ်အဲ့ဆွဲဆောင်တဲ့နောက်ကိုပါသွားတတ်တယ်။အဲ့တော့ဒီကာလာထဲမှာတဲတော့ကလမ်းညွန်ထားတဲ့အရာကမိမိရဲ့စိတ်ကိုငြိမ်သက်နေအောင်လို့သိချာရင်ထားလိုက်ပြီးတော့ရင် လေးတိုက်တိုင်းရိမ့်တာမျိုးဆွဲဆောင်တဲ့နောက်ပါတာမျိုးအဲ့ဒါမျိုးတွေလုပ်လို့မရဘူး။တည်တည်ချာချာလေးကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုငြိမ်သက်ပြီးသွားပြီဆိုတော့မှကိုယ်ဘာလုပ်မယ်ဆိုတဲ့အရာကိုတည်တည်ချာချာစဉ်းစားဆုံးဖြတ်တဲ့ကာလဖြစ်ပါတယ်။ပြီးတော့ကြာသာပေးသားသမီးဝန်ထမ်းတွေအခြေခံလူရန်းစားတွေနဲ့ဒီတစ်ပတ်တာကာလတွေမှာငွေကြေးပိုင်းဆိုင်ရာနဲ့ပတ်သက်ရင်လိုအပ်ချက်လေးတွေဖြစ်နေတတ်တယ်။ငွေကြေးလက်လာပါတွေပိတ်ဆို့နေတတ်တဲ့ကာလဖြစ်ပါတယ်။ကိုယ်ပိုင်လုပ်ငန်းလုပ်ကန်နေတဲ့ကြာသာရေးတာမီတွေနဲ့ဒီကာလထဲမှာငွေဝင်ကောင်းသလောက်ပြန်ထွက်နေတာလည်း ဝင်သလောက်နီးနီးဖြစ်နေတဲ့ကာလဖြစ်ပါတယ်။ပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ပညာရေးမှာရဝင်းနဲ့ဆိုင်တဲ့ပညာရေးမျိုးတွေတွားရောက်ဖြစ်ရင်မိမိမှန်းချက်နဲ့နှမ်းထွက်မကိုက်သူတာမျိုးတွေဖြစ်နေတတ်တယ်။ကိုမှန်းထားတဲ့အခြေအနေမျိုးတွေနဲ့တခြားစီဖြစ်နေတတ်တယ်။အဲ့တော့ပညာရေးပိုင်းနဲ့ပတ်သက်ရင်ရဝင်းနဲ့ဆိုင်တဲ့ပညာရေးတွေဖြစ်နိုင်ရင်ရှောင်ရှားတင်တဲ့ကာလဖြစ်ပါတယ်။ပြီးတော့အင်တာဗျူးဖြေဆိုမဲ့သူတွေအနေနဲ့ကောဒီတစ်ပတ်တာကာလအထက်မှာအင်တာဗျူးကိစ္စတွေမှာပြပြတတ်တယ် ချိန်ဆိုပြီးတော့မှပြောကြတယ်ဒီနေ့မှအင်တာဗျူးရှိတယ်ဆိုပြီးတော့ကိုသွားတယ်လမ်းမှာကိစ္စတခုပေါ်တယ်မသွားဖြစ်ဘူးအဲ့ဒါမျိုးရင်းနဲ့ပြတ်တက်တဲ့ကာလဖြစ်ပါတယ်ပြီးတော့ကြာသပေးသားသမီးနိုင်ငံရေးချားသွားမယ်လို့ကြံရထားတဲ့သူတွေအနေနဲ့အရှိန်ပိုင်းမှာပြောခဲ့တယ်လို့ပဲเนาะပညာရေးကိစ္စနဲ့အလားတန်တူပဲနိုင်ငံရေးချားသွားမယ်ကြံရထားတဲ့သူတွေအနေနဲ့ဒီကာလထဲမှာအဆင်မပြေနိုင်တဲ့ကာလဖြစ်ပါတယ်ပြီးတော့ကြာသပေးသားမီငွေချင်းနဲ့ပတ်သက်ပြီးစွန်စားလောက်ကန်နေတဲ့သူတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာစွန်စားလောက်ကန်မှုတွေကိုရပ်တန့်ထားတင်တယ် ဒီကလာငွေကံမကောင်းတဲ့ကာလလို့ပြောလို့ရတယ်အဲဒါငွေကြေးပိုင်းဆိုင်ရာစုံစမ်းလုပ်ကံရင်းတွေရပ်တန့်ထားတဲ့ကာလလည်းဖြစ်ပါတယ်ပြီးတော့ကြာသပေးသားသမီးကျမ်းမာရေးနဲ့ပတ်သက်ရင်ဒီတပတ်တာကာလထဲမှာအာယုံကြောနဲ့ပတ်သက်တဲ့ဝေဒနာတွေကြီးဥဆိုင်ပေးဖို့လိုသလိုတင်မဆုံမှာနာကျင်တာမျိုးကြိုက်ခဲတာမျိုးအဲ့ဒီလိုဝေဒနာလေးတွေလည်းကြီးဥဆိုင်ပေးဖို့လိုအပ်တဲ့ကာလဖြစ်ပါတယ်ငယ်ရွယ်သူကြာသပေးသားသမီးတွေအနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်ကျောင်းရတယောက်လမ်းခွဲတယ်ကျောင်းရတယောက် ီကာလမှာအဆက်အသွယ်တွေပြတ်တောက်တယ်ဆိုတာမျိုးတွေဖြစ်တတ်တဲ့ကာလဖြစ်လို့အဆက်အသွယ်ပြတ်တောက်စေမဲ့ကိစ္စတွေလမ်းခွဲစရာဖြစ်သွားမဲ့ဖြစ်ရှင်းခြင်းမျိုးတွေကိုရှောင်ရှားတင်တဲ့ကာလဖြစ်ပါတယ်ဖြစ်နိုင်ရင်ဒီကာလထဲမှာရှင်းစရာရှိအောင်ဒီကာလမှာမရှင်းနဲ့ပြီးမှရှင်းတင်တယ်နော်ပြီးတော့အိမ်အောင်တဲ့ကြာတာပေးသားမိတွေအနေနဲ့ကောဒီတစ်ပတ်တာကာလထဲမှာဘာသာရေးကိုအကြောင်းပြုပြီးတော့တရားနည်းရောက်စိတ်ချမ်းသာဖို့ရှိတဲ့ကာလပါပဲထီထိုးမယ်ဆိုတော့ကြာတာပေးသားမိတွေနဲ့တုံညာနဲ့ငါးကိုပေါအောင်ထိုးပေးပါ ရဲရဲအနေနဲ့ကတော့ခွေးအစာကျွေးပြီးတော့ကိုယ့်ရဲ့လူအေးဇာနာတွေကို လေးလေးနက်နက်တောင်းစုပြုပေးပါဒါဆိုရင် ကိုယ့်စီကို ကောင်းသော ကံတရားရည်သာရရှိစေမှာ ဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကကြာသာပတိသာသမိတွေအတွက် ဖြစ်ပါတယ်ဗျာအခုထပ်မံပြီးဟောကြားပေးမှာကတောက်ကြသာသမိတွေအတွက်ဖြစ်ပါတယ်ဗျာတောက်ကြသာသမိတွေเนี่ยဒီတစ်ပတ်တာကာလထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြာက Emperor လို့ခေါ်တဲ့နမိတ်ကပြာကြီးစိုးနေပါတယ် အမ်ဘာရိုးကိုလည်းနမိတ်ကပြကြီးစိုးနေတာဖြစ်တဲ့အတွက်တောက်ကြသားသမီးတွေနဲ့ဒီတစ်ပတ်တာကာလာထဲမှာကိုလုံးသမ ्या အရာတွေကကိုအတွက်ရှေ့ရောက်ဖို့တဲ့ဆိုင်ရင်အခုမှစတင်တာမျိုးအခုမှအခြေအနေတစ်ခုကို စတင်တိဆောက်တာမျိုးတွေမှာပို့ပြီးတော့အားတာတဲ့ကာလာလို့ပြောလို့ရတယ်အဲ့တော့ပို့ပြီးအားတာရဲဆိုတာဘယ်လိုပုံစံမျိုးလဲဆိုရင်လုပ်ငန်းတစ်ခုကိုကိုကနေပြီးတော့အခုမှစတင်တယ်အခုမှအလုပ်တစ်ခုကိုစလိုက်တယ်ဆက်ဆက်ချင်းမှာဟိုမိကုံရန်ကုံတက်ကုံတွေရှောက်ဖွင့်လို့မရသေးဘူး လုပ်ငန်းအထိုင်ချဖို့တော့စစင်းစားရတယ်လောက်ကန်ရတယ်အဲအဲ့ဒီလိုအခြေအနေမျိုးတွေမှာပို့ပြီးအားသာတယ်လို့ပြောတာအဲ့တော့အလုပ်တစ်တစ်ခုကိုလုံးဝအခြေရတော့ချပြီးသွားပြီးထပ်ပြီးတော့တိုးချဲ့မယ်ဆိုတဲ့အပိုင်းတွေမှာကြတော့အားနေတယ်ဒီကာလဟာအခြေချခြင်းမှာပဲပို့ပြီးတော့အားကောင်းတယ်လို့ပြောချင်တာအဲ့တော့တောက်ကြသားသမီးတွေနဲ့လုပ်ငန်းပိုင်းဆိုင်ရာနေနဲ့ပတ်သက်ရင်ဒီကာလမှာကောင်းလားဆိုးလားကိုယ့်ရဲ့ကံတရားကောင်းလားဆိုးလားဆိုကောင်းတယ်အဲ့မိကွန်းအတွက်ကိုပဲဖြေရမယ်ဆိုရင်တော့ကောင်းတယ် ဒါပေမဲ့ကောင်းခြင်းမှာကအစိုးရပြောသလိုစတင်တဲ့အခြေချခြင်းတွေမှာပို့ပြီးတော့ကောင်းပါတယ်။ပြီးတော့သတိပြုရမယ့်ကိစ္စရှိတာကတောက်ကြသားမိတွေနဲ့ဒီတစ်ပတ်တာကာလထဲမှာလုပ်ငန်းတူပြီးတော့လုပ်ငန်းထဲမှာ share ဝင်ထားတဲ့ထဲကအသက်ကြီးတဲ့သူမျိုးပို့ပြီးတော့ share များများထည့်ထားတာမျိုးအဲ့ဒီလူတွေရဲ့ပြဿနာရှာခြင်းခံရတတ်တယ်။ဒါကတော့သတိပြုရမယ့်ကိစ္စပြီးတော့တောက်ကြသားမိဝန်ထမ်းတွေအခြေခံလူရန်းစားတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာကနေပြီးတော့မိတ်ဆွေအဟောင်းတွေနဲ့ဟိုအကြောင်းပြုပြီးတော့ လုံငန်းမိုင်းဆိုင်ရာမှာပြဿနာလေးပေါ်ပေါက်တတ်တယ်အဲ့တော့မိတ်ဆွေဟောင်းနေတဲ့တဘူးတွေလုတ်ကင်နေတာမျိုးတွေအဲ့ဒီအဟာလေးတွေကိုသတိပြုဖို့လိုအပ်ပါတယ်ပြီးတော့တောက်ကြသားမီကိုယ်ပိုင်လုံငန်းလုတ်ကင်နေတဲ့သူတွေအနေနဲ့ရွေးဝင်းနဲ့ဆိုင်တဲ့ကိစ္စကနေပြီးတော့ငွေကြေးရပေါက်ရလန်နေတည်တသားဝင်လာဖို့ရှိတဲ့ကာလလည်းဖြစ်ပါတယ်ရွေးဝင်းမှာကိုယ်ကယင်းနှမြုံနေထားရဆိုရင်အဲ့ဒီလုပ်ငန်းကနေပြီးတော့ငွေကြေးတွေပို့ပြီးဝင်လာဖို့ရှိပါတယ်ပြီးတော့တောက်ကြသားမီပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ပညာရေးကိစ္စကောအင်တာဗျူးကိစ္စအောင်မှာကောင်းတဲ့ရလက်တွေရဖို့ရှိတာမျိုးဖြစ်တဲ့အတွက်ကိုက လုတ်ကန်ဖို့ကြံစီထားတယ်ဆိုရင်မအင်တာဗျူးသွားဖြည့်မယ်အလို့အတွက်ဒီကာလမှာအမြန်ဆုံးဖြည့်ကို့အတွက်အလို့ကန်တွေရရှိဖို့ရှိတယ်အင်တာဗျူးတွေအောင်မြင်ဖို့ရှိတယ်ပညာရေးဆိုရင်လည်းဒီကာလမှာအမြန်ဆုံးစတင်တင်ပါတယ်ပြီးတော့နိုင်ငံခြားသွားမယ်လို့ကြံထားတဲ့သူတွေအနေနဲ့ကတော့ဆော်ရဆန်တိုင်းပိုင်းတွေမှာသတိပြုဖို့လိုအပ်တယ်မှားယွင်းတဲ့ဆော်ရဆန်တိုင်းအချက်လက်လေးတွေကြောင့်အနှဲငယ်နှောင့်နှေးကြံ့ကြာတာမျိုးတွေဖြစ်တတ်တဲ့ကာလပါပဲပြီးတော့တောက်ကြသားသမီးငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလုတ်ကင်နေတဲ့သူတွေအနေနဲ့ဒီတစ်ပတ်တာကာလတွေမှာယာကင်တော့ 80လောက်ထိကောင်းတဲ့ကာလဖြစ်တဲ့အတွက်ငွေကြေးပိုင်းဆိုင်ရာစွန်စားလုပ်ကင်ခြင်းတွေမှာအားထည့်လုပ်ကင်လို့တင်တဲ့ကာလပါပဲသတိပြုရမယ့်ကိစ္စကအရင်လောဘကြီးလို့မရပါဘူးအရင်လောဘကြီးပြီးတော့ငါအဆင်ပြေနေပြီဆိုပြီးဆွတ်လိုက်တဲ့အခါမျိုးမှာနည်းနည်းလေးထိသွားတာမျိုးတွေဖြစ်တတ်ပါတယ်ကျမိုင်နဲ့ပတ်သက်ရင်တော့ကြာတာတောက်ကြတာသမီးတွေအနေနဲ့ဒီတစ်ပတ်တာကာလအထဲမှာလေဘင်းနဲ့ပတ်သက်တဲ့ဝင်လာတဲ့ယူဆိုင်ပေးဖို့လိုအပ်ပါတယ်လေချောင်းနာတာမျိုးတွေအတန်ဝင်တာမျိုးတွေပြီးလေဘင်းနဲ့ပတ်သက်တဲ့ဟာတွေယောဂဝင်လာတဲ့ယူဆိုင်ပေးဖို့လိုအပ်ပါတယ် ီးတော့တောက်ကြသားမိငယ်ရွယ်သူတွေအနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်ဒီတစ်ပတ်တာကာလာထဲမှာကိုယ့်ချစ်သူနဲ့ကိုယ်နဲ့အယောင်အဆင်ပြေနေလိမ့်မယ်ဘလောက်ဒီအဆင်ပြေလဲဆိုရင်တယောက်နဲ့တယောက်ချစ်သူဘဝကနေပြီးတော့နောက်ထပ်အိမ်တော်တဲ့ဘဝကိုကူးပြောင်းသွားတာမျိုးတက်လန်းသွားတာမျိုးကဒီကာလာတွေမှာဖြစ်တတ်တယ်တယောက်တယောက်ချစ်သူတွေလက်မှတ်ထိုးတယ်အိမ်တော်ပြူကြတယ်ဒီကာလာမှာအဓိကဖြစ်တတ်ပါတယ်ပြီးတော့တောက်ကြသားမိအိမ်တော်တဲ့တွေအနေနဲ့ကဒီတစ်ပတ်တာကာလာထဲမှာအိမ်တော်ရေးနဲ့ပတ်သက်ရင်တာယာနေလိမ့်မယ်ငွေဝင်ကောင်းနေလိမ့်မယ်ငွေကဝင်လာမှကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေထဲက မိန်းကလေးညီမသားချင်းအဲ့ဒီတိုးတွေအကြောင်းကိုသူတို့တွေကိုအကြောင်းပြုပြီးတော့ငွေဝင်ဖို့ရှိတယ်သူတို့တွေကိုအကြောင်းပြုပြီးတော့အိမ်တော်ရေးမှလည်းပျော်ရွှင်စိတ်ချမ်းသာဖို့ရှိပါတယ်ထီထုံးမယ်ဆိုရင်တော့တောက်ကြသားသမီးတွေနဲ့လေးနဲ့ကိုကိုပေါအောင်ထိုးပေးပါရဲတရားအနေနဲ့ကတော့ကိုယ့်ရဲ့အိမ်ဖေရမှာတောက်တော်ရီက6ခွက်ဖျောင်းနိုင်ကနှစ်တိုင်းဖျောင်းကိုလှူဒန်းဆက်ကပ်ပြီးတော့ကိုယ့်ရဲ့လူအင်ဆန္ဒတွေကိုလေးနဲ့နဲ့တောင်းစုပြုပေးပါဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားတွေသာရရှိစေမှာဖြစ်ပါတယ်ဗျာ အခုဟောကြားပေးသွားတာကတောက်ကြသားသမီးတွေအတွက် ဖြစ်ပါတယ်ဗျာမှန်ပြီဟောကြားပေးမှာကစနေသားမီးတွေအတွက်ဖြစ်ပါတယ်ဗျာစနေသားမီးတွေနဲ့ဒီတစ်ပတ်တာကာလတည်းမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြကသဝေါ်လို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေပါတယ်သဝေါ်လို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေတာဖြစ်တဲ့အတွက်စနေသားမီးတွေနဲ့ဒီကာလဟာကို့အတွက်ကံကောင်းခြင်းတွေက ကို့ကိုစီးကြိုဆောင်ဆိုင်နေသလိုကိုလျှောက်တဲ့လမ်းမှာလည်းကံကောင်းခြင်းတွေကပန်းခင်းထားတယ်လို့လမ်းနေခင်းထားတယ်အဲ့တော့ဒီကာလတည်းမှာ စနေသားသမီးတွေအနေနဲ့ဒီတပတ်တာကာလာထဲမှာကံကောင်းခြင်းတွေနဲ့ထိတွေ့မဲ့ကာလာကံကောင်းခြင်းတွေကစီးကျိုနေတဲ့ကာလာဖြစ်တဲ့အတွက်ကံညံ့နေမဲ့အရာတွေကိုတော့ရှောင်ရှားဖို့လိုတယ်။အဲကံညံ့နေမဲ့အရာတွေရှောင်ရှားဖို့လိုတယ်ဆိုတော့ကဘယ်အရာတွေကိုအဓိကရှောင်ရှားတင်တာလဲဆိုရင်လောဘကြီးလို့မရအောင်ဒီကာလာထဲမှာကိုကအလုံးကြောင့်ပဲဖြစ်စေဘာကြောင့်ပဲဖြစ်စေအလုံးလောဘတွေငွေကြေးလောဘတွေအဲ့ဒီအပိုင်းတွေကိုတော့တွားပြီးတော့လောဘကြီးလို့မရတဲ့ကာလာဒီကာလာထဲမှာကိုလုံးဆရာရှိတဲ့အရာလေးကိုမှန်မှန်လုပ်နေဖို့ပဲ အဲ့လိုလုံနေရင်းနဲ့ဟိုတီးတာဝင်လာတာမျိုးတီးတာရရှိတာမျိုးတွေကိုကဥမာဟိုအယောင်းဝယ်တစ်ခုကိုလုပ်တယ်အဲ့ဒီအယောင်းဝယ်ကလုတ်ထားပြီးသွားပြီမျက်မှောက်လည်းကျင်းနေတည်တယ်ငွေဝင်မှောက်လည်းတည်နေပြီဒါပေမဲ့ကျင်းတည်မျက်မယ်ဆိုတဲ့အနေထားကြောင့်နောက်ထပ်ထပ်ပြီးတော့ဝယ်ပြီးတော့ချက်ချင်းထပ်လုပ်လိုက်တာမျိုးအယောင်းကိုဟိုလောဘလေးထပ်ထည့်လိုက်တာမျိုးအဲ့ဒါမျိုးဆိုရင်တော့ရှောင်ရှားတင်တယ်လို့ပြောတာပုံမှန်တိုင်းလေးပဲလုတ် ရောင်းစရာရှိတာကိုရောင်းတဲ့အရိယာနဲ့အကျိုးမြတ်ရတယ်အကျိုးမြတ်ကတိတရာကိုမြန်မြန်ဆဆရတာမျိုးပြီးသွားပြီဆိုတော့မှနောက်တက်တော့ထပ်လုတ်တယ်အဲ့လိုမျိုးလေးလောက်ကင်တင်တယ်လို့ပြောတာပြီးတော့စနေသားမိရဲ့အနေနဲ့ဒီတစ်ပတ်တာကာလနဲ့မှာစနေသားမိဝန်ထမ်းတွေအခြေခံလူရန်းစားတွေနေနဲ့အလုတ်ကနေပြီးတော့ဆေလွတ်တာမျိုးတွေပြီးတော့နေဘက်ကိုခီးသွားတာမျိုးတွေနေဘက်မှာအလုတ်လုတ်ကင်တာမျိုးတွေကြောင့်ဝင်ွေအရန်ကိုလုံငနဲ့ခဲခနဲ့ရရတယ်။ဥမာနေသားသမားဆိုရင်လည်းနေကိုသွားပြီးလို့ရမယ်။ မလုတ်ခင်မှာကိုကိုငွေကြိုထုတ်ပေးတာမျိုးအဲ့ဒီငွေကိုလုံငနေရရှိတာမျိုးအဲ့ဒါမျိုးတွေကဒီကာလာထဲမှာဝင်တတ်တယ်ဒီကာလာထဲမှာရရှိဖို့ရှိတယ်ပြီးတော့ကိုပိုင်လုပ်ငန်းလုပ်ကန်နေတဲ့စနေသားမိတွေအနေနဲ့အလုတ်ကနေပြီးတော့အရန်အောင်တည်တာတိုးတက်အောင်မြင်တာပြီးဝင်ငွေကောင်းတာတွေကိုကြုံရဖို့ရှိတယ်တခုရှိတာကလုပ်ငန်းထဲမှာစက်ပစ္စည်းအဟောင်းတွေပါတွေကိုဟိုလုပ်ငန်းရဲ့မျက်နှာစာလုံးနေရာမျိုးလူမြင်ကွင်းလုံးနေရာမျိုးတွေမှာထားထားတာမျိုးတွေရှိတယ်ဆိုတော့ဖယ်ရှားတင်ပါတယ်တေးချာဟိုနောက်ဘက်တွေ ကြောင်နေမမြင်ရတဲ့နေရာတွေအဲ့ဒီနေရာတွေမှာစစ်ပစ္စည်းအဟောင်းတွေကိုတွားရောက်ပုံထားတင်တယ်လူမြင်ကွင်းနေရာတွေဝင်လိုက်တဲ့မျက်နှာစာနေရာတွေမှာမထားတင်ဘူးလို့ပြောချင်တာပါเนาะအဲ့ဒါတွေကကိုယ့်အတွက်ဝင်တဲ့တော့မဝင်မနဲ့လက်လာပါတွေပိတ်ဆို့တတ်ပါတယ်ပြီးတော့စနေသားမီပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ပညာရေးကိစ္စရောအင်တာဗျူးကိစ္စရောမှာကောင်းတဲ့ရလဒ်တွေရဖို့ရှိသလိုအမျိုးသမီးတယောက်ရဲ့အကူအညီပေးမှုတွေကိုလည်းရရှိဖို့ရှိပါတယ်နိုင်ငံရေးချားတွားမယ်လို့ကြံရထားတဲ့သူတွေအနေနဲ့ကဒီကာလာထဲမှာနိုင်ငံခြားခီးတွေအဆင်ပြေဖို့ရှိတယ် တစ်ခုရှိတာကနိုင်ငံခြားသွားတဲ့အခါကျရင်လိုအပ်တဲ့ငွေကြေးစောင့်သွားတဲ့အပိုင်းတွေမှာပြဿနာပေါ်ပေါက်တတ်တယ်။ဥပမာဟိုဒေါ်လာ1000ခွင့်ပြုထားရဆိုရင်ကိုကဒေါ်လာ1000နဲ့ပို့ပြီးဒေါ်လာ1000လောက်တည်သွားတာမျိုးအဲ့ဒီအပိုင်းတွေအကြောင်းဖြည့်ရှင်းရတာမျိုးတွေဖြစ်တတ်ပါတယ်။အဲ့ဒါတွေတော့သတိပြုဖို့လိုအပ်ပါတယ်။ပြီးတော့စနေသားမီး ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလုတ်ကန်နေတဲ့သူတွေအနေနဲ့ရာခိုင်နှုန်း80ဒေါ်လီကောင်းတဲ့ကာလဖြစ်တဲ့အတွက်ငွေကြေးပိုင်းဆိုင်ရာစွန်စားလုတ်ကန်ခြင်းတွေမှာလည်းအားထက်လုတ်ကန်လို့တင်တဲ့ကာလဖြစ်ပါတယ်ဒီကာလထဲမှာမိမိလုတ်ဆရာရှိတဲ့အရာတွေမှာအားထက်ပြီးလုတ်ဆောင်ပါကျန်းမာရေးနဲ့ပတ်သက်ရင်စနေသားမီးတွေအနေနဲ့အေးအေးမီးတဲ့ဝေဒနာလေးတွေကူးဆိုင်ပေးဖို့လိုအပ်ပါတယ်ငယ်ရွယ်သူစနေသားမီးတွေအနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်ဒီကာလဟာကိုယ့်ရဲ့ချက်ချင်းမြတ်တာတွေကပြန်လည်ပြီးတော့တည်ဆန်းလာတာမျိုးတရားရတယောက်ကြားမှာ အရင်နဲ့ပိုပြီးတော့အဆင်ပြေလာတယ်တယောက်နဲ့တယောက်နားလည်မှုတွေပိုပြီးရှိလာတယ်အဲ့လိုမျိုးတွေဖြစ်ဖို့ရှိတဲ့ကာလစိတ်ချမ်းသာဖို့ကာလဖြစ်ပါတယ်ပြီးတော့အိမ်အောင်တဲ့စနေသားမိတွေအနေနဲ့လည်းဒီတစ်ပတ်တာကာလထဲမှာအိမ်အောင်ရေးမှာအရန်ကိုနှွေးထွေးပြီးတော့တယောက်တယောက်အဆင်ပြေနေမဲ့ကာလဖြစ်ပါတယ်ထီထိုးမယ်ဆိုတော့စနေသားမိတွေနဲ့တုံညာနဲ့တစ်ကိုပေါအောင်ထိုးပေးပါရေရရအနေနဲ့ကတော့အသက်အရွယ်ကြီးတဲ့သူတဦးကိုအာယုံကျောနဲ့ပတ်သက်တဲ့ဆေးဝါ၊ဒံကျေဆေးဝါအဲ့နှမျိုးတွေကတမျိုးမျိုးကိုလှူဒန်းပြီးတော့ကိုယ့်ရဲ့လိုအင်စာရတွေကိုလေးလေးနက်နက်တောင်းစုပြုပေးပါ ဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားရည်သာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကစနေသားသမီးတွေရဲ့အတွက်ဖြစ်ပါတယ်ဗျာ